ပြအိမ်မှာကိုပိုင်ကားရှိတယ်ဒါပေမဲ့မိသားစုကားနဲ့မလိုက်ဘူးဇက်ကားကြီးပေါ်တဲ့ပြီးတော့ဟိုဇက်ကားပေါ်မှာခင်းညီညီညာခင်းပြီးအိတ်လိုက်ညနေလောက်ကြတော့နေဟိုကြရတဲ့အချိန်ကြတော့ကားပေါ်မှာဟိုထိုင်တဲ့ဇက်ကားတွေပြောကြဘာညာနဲ့အဲ့လိုအမှတ်တရတွေရှိမိသားစုလိုက်လေကားနဲ့ကိုကိုပိုင်ကားနဲ့မသွားဘူးဟာမင်းမင်းကိုခေါ်ရအောင်ခုံယူပါတယ်သမီး အများကြီးကိုရပါဘာဖြစ်လို့လဲဆိုတော့အခုကျတော့ဟိုဟာပေါ့ဖေဖေလည်းမရှိတော့စိတ်လေတည်းမကောင်းဘောเนาะဟိုဖေဖေရဲ့ဂုံတရက်တွေကြောင့်အန်တီတို့ဘာပဲဖြစ်ဖြစ်ဒီလိုနေထိုင်စားတောက်သွားလာရတာလေအဲ့တော့အဖေရဲ့ကျေးဇူးတွေကိုမမေ့လည်းမမေ့ဘူးဂုံလည်းဂုံယူတယ်ဟိုအဖေလုတ်ခဲ့တယ်ဖေဖေလုတ်ခဲ့တယ် ဒေါ်ထထေးစိန်မှာဖေဖေဝနာကျော်ရင်ဦးစေအောင်မင်းရဲ့တမီးနံပါတ်5ပေါ့တမီးရဲ့5ရောက်မြောက်ပေါ့အန်တီကလေအန်တီကဟိုကပေါ့10ရန်းထီကျောင်းနေတာဒါပေမဲ့လေကို့အိမ်ကဖေဖေကဇက်ကိုပိုင်ဇက်ဆိုတော့လေအိမ်မှာအမြဲတမ်းတွေ့နေတော့ကျောင်းနေတဲ့ကလိုက်ကတာလိုက်ကကျောင်းပိတ်တဲ့ချိန်ဆိုလိုက်ကတာပေါ့တမီးရဲ့ဒါပေမဲ့အဲ့ဒီ10ရန်းရောက်တော့10ရန်းကြတော့မှအပြီးပိုင်ဇက်သေးကိုကတာပေါ့ဟိုကတော့ကတာရန်အန်တီဘာလဲ85 86ဗကံဖရာတွေပြူတာ85လေအဲ့ဒီနောက်ပိုင်းကျတော့အဲ့ဗကံခရာဖရာပြူတော့အန်တီက6ရမ်းပဲရှိသေးတယ်10ရမ်းကျတော့စောင်းမွေးကြတာနဲ့တခါတည်းဇက်ထဲကိုလိုက်ကလိုက်တော့တာဟိုအန်တီကတော့ဟိုပါပေါ့အန်တီကအကဝါဒနာပါတယ်အစိုးရပါတယ်ဒီလောက်ဝါဒနာမပါအဲ့တော့ဟိုဘရက်ဂီလေးတွေပေါ့နော် ရှေ့ကနေတယောက်တည်းတပင်နိုင်တို့နောက်ပြီးဟိုစာပေါ့မေဘလာဒေါ်ဘလာပြန်တို့ဘာလို့ကနေပြီးတော့ကဟန် ွတ်ကြွတ်သုံးပန်းလှလို့ငါးမျိုးနီကဂျူးနီဆိုပြီးတော့အဲ့လိုဟာလေးတွေနဲ့ဟိုထုတ်တာပေါ့ဟိုအကဝါဒနာပါတော့အကဘက်ပဲပေါ့အမတွေဘာတွေရဲ့ကြတော့ဒီနောက်ပိုင်းတော့ဘာလို့ပါတော့ဖေဖေတို့ကအဲ့ဒီနောက်ပိုင်းငိုချင်းတွေဘာတွေပေါ့ကိုကတော့အော်ပရာလေးအဲ့ဒီတပင်နိုင်ကပြီးတဲ့အခါကျတော့ကိုကဝါဒနာပါတော့ဟိုဇတ်ထက်ကကောင်မလေးတွေကိုလည်းအန်ဒီကပဲတင်းတယ်ဆီယမရှီကကိုကယူလိုက်တာ ယူပြီးတော့တခါတဆင့်ပြန်တယ်ပေါ့အဲအဲ့ဘိုင်ဘိုင်ကအန်ဒီယာတာဝန်ယူတယ်ပေါ့အန်ဒီယာအိမ်အောင်ကြတာအယတားနဲ့အိမ်အောင်ကြတဲ့ခါကျတော့ဟိုဟာပေါ့သူတို့ဘဝဒနာမပါဘူးလေအဲ့လိုကျန်တဲ့ဥစ္စာလည်းတိတ်မရှိဘူးနောက်ပြီးအန်တီတို့မိသားစုတွေကမွေးလိုက်ရင်တယောက်ကိုတအိမ်အောင်တယောက်နှစ်ယောက်ဆိုတာအလွန်ဆုံးမွေးတော့လေတိတ်ပြီးတော့ဟိုဟာမရှိကြဘူးအမှုပညာနဲ့ပတ်သက်ပြီးတော့အန်တီတို့သမီးတွေသားတွေလောက်ပဲရှိတာပေါ့မိတွေဘာတွေကအဲ့လောက်ကြီးဘဝဒနာမပါဘူး ဒီဇက်မျိုးရိုးအဲ့ဆိုရင်ထိမ့်သိမ့်မှုအမွေမရှိတော့ဘူးပေါ့မရှိတော့ဘူးဆိုမဲ့ဟိုဟာပေါ့မြီးကမွေးတဲ့မြစ်တယောက်ကတော့ဒီအနုပညာတက်ကတူမှာသူကဘွဲရပြီးသွားပြီမနစ်ကလေသူကတော့အဲ့ဒါရေချင်းမှုတက်ကတူမှာဟိုဟာအလုတ်ပြန်ပြီးလုတ်ပြီးတော့သူအဲ့ဒါတော့သူဟိုဟာပေါ့သူမျိုးဆက်ပေါ့နဘအကိုအကြီးဆုံးရဲ့ตาจาတော့လေဝါသနာပါတယ်ဝါသနာပါတော့သူသူလည်းတခါတလေပေါ့ဒါပေမဲ့အန်တီတို့ကဇက်က 88ခုနောက်ပိုင်းမှာလည်းမထောင်တော့ဘူးလေမထောင်တော့ပဲလဲဆိုတဲ့အခါကျတော့ဟွာပေါ့ဇက်မရှိတဲ့အတွက်ကြောင့်မလို့တောင်တောင်ကမလုဖြစ်ကြတော့ဘူးလေအဲ့တော့အပြင်အလုပ်တွေပဲပေါ့စိတ်တော့မကောင်းဘူးပေါ့သမီးရေဟိုတုန်းကဇက်ကဇက်နဲ့တူတူပေါ့နော်ဟိုထွက်လိုက်တာနဲ့အပြူတော့ပြီးတဲ့အခါကျတော့ပနာမပြီးတဲ့အခါကျတော့အော်ပရာပြီးတဲ့အခါကျတော့ပြက်ဇက်ပြီးတော့နှစ်ပါးသွားနောက်ပိုင်းအခုကျတော့နောက်ပိုင်းလည်းမပါဘူး အော်ပရာလည်းဒီလောက်ကြီးမဟုတ်ဘူးစတိတ်ချိုးနဲ့ပဲပြီးနေတယ်။ဟိုတုန်းကအန်တီရိုခစ်တုန်းကဆိုရင်အဲ့ဒါမျိုးတွေမရှိဘူးလေ။ဇက်ပိုင်ရှင်သားသမီးတွေမှသာထွက်ပြီးဆိုတာ။တချင်းကလေစတိတ်ချိုးတွေပဲထွက်ဆိုတဲ့ပေါ့ပေါ့။တပုတ်နှစ်ပုတ်လောက်ပဲပေါ့။ဒီလိုအများကြီးလည်းမဟုတ်ဘူး။အခုကျတော့အဲ့ဒါတွေမျိုးတွေမရှိတော့ဘဲနဲ့အကုန်လုံးတယောက်ပြီးတယောက်ထွက်တယ်။အဲ့ဒါကြောင့်အန်တီရိုကမကြိုက်ဘူး။မကြိုက်ဘူးဆိုတာဟိုဘယ်လိုခေါ်လဲ။ဒီဇက်နဲ့တူအောင်ပေါ့။ ဖြစ်စေခြင်းဇက်အစ်စ်ပေါ့အဲအဲ့လိုအဲ့လိုဖြစ်စေနောက်ပိုင်းလဲကတဲ့လူနည်းမကဘူးမကကြတော့ပျောက်ွယ်လူမတက်ဖြစ်နေတာဒါအမှန်တရားပြောပြတာလေစုကရေးတီးတို့ဘာလို့ကြာမှာပဲဒီဇက်ထုတ်ပြိုင်တာတို့ဘာလို့ခုခေတ်ကလေးတွေကတွေးကြရတာလေနောက်ပိုင်းမူတိတ်မကကြတော့မှတ်ရတော့အများကြီးပဲဘာလို့ဇက်ကူးပြီးပါညာဆိုရင်လေဖေဖေကအိမ်မှာကိုပိုင်ကားရှိတယ်ဒါပေမဲ့မိသားစုကားနဲ့မလိုက်ဘူးဇက်ကားကြီးပေါ်တက်ပြီးတော့ဟိုဇက်ကားပေါ်မှာခင်း ညီညီညာခင်းပြီးအိတ်လိုက်ညနေလောက်ကြတော့နေဟိုကြတဲ့အချိန်ကြတော့ကားပေါ်မှာဟိုထိုင်တဲ့စကားတွေပြောကြဘာညာနဲ့အဲ့လိုအမှတ်တရတွေရှိမိသားစုလိုက်လေကားနဲ့ကိုကိုပိုင်ကားနဲ့မသွားဘူးအဲ့ဇာကားပေါ်မှာလိုက်ပြီးပျော်စရာကြီးပေါ်သမီးရဲ့စွစုစီစီပေါ်မိသားစုတွေအဲ့လိုသွားတာလေးတော့အမှတ်တရရှိခဲ့တာပေါ့ဂုံယူပါတယ်သမီးရဲ့အများကြီးဂုံယူရပါဘာဘာဖြစ်လို့လဲဆိုတော့အခုကျတော့ဟိုဟာပေါ့ဖေဖေလည်းမရှိတော့စိတ်လေတဲမကောင်းဘောเนาะ ဟိုဖဖေးရဲ့ဂုံတရက်တွေကြောင့်အန်တီတို့ဘာပဲဖြစ်ဖြစ်ဒီလိုနေထိုင်စားတောက်သွားလာရတာလေအဲ့တော့အဖေရဲ့ကျေးဇူးတွေကိုမမေ့လဲမမေ့ဘူးဂုံလဲဂုံယူတယ်ဟိုအဖေလုတ်ခဲ့တဲ့ဖဖေးလုတ်ခဲ့တဲ့ဟိုတမိုင်းချောင်းတွေရှိပြီးသားလေဖဖေးဘာလုတ်ခဲ့တယ်ဘဲခက်မှာဘာလုတ်ခဲ့တယ်ဘာတွေဟိုအများပြည်သူတွေသိအောင် ဒီလူကြီးတွေအစတည်အောင် ဝင်ဆန့်အောင်အကုန်လုံးပညာပေးတွေတော့လုပ်ခဲ့တယ်လုပ်ခဲ့တဲ့အတွက်အန်တီရာဂုံ